လက်ရှိမြန်မာပြည်သူလူထုအပေါ်စစ်ကောင်းဆောင်နဲ့စစ်ကောင်စီကအကြမ်းဖက်လုပ်ရက်တွေကျူးလွန်နေတာကိုအာဆီယံကလိလူမရှိဖို့အရေးကြီးတယ်လို့မြူတန်ညူရီဆိုရအန်ယူဂျီတမရာယုံပြောခွင့်ရဦးကျော်စောကပြောပါလိအာဆီယံအနေနဲ့စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလိလူရှုထားမယ်ဆိုရင်မြန်မာနိုင်ငံမှာတည်ငြိမ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်တွေထိရောက်စွာကူညီပေးနိုင်မှာမဟုတ်ဘူးလို့ဧပြီ29ရက်နေ့မှာထုတ်လင်းတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားအစီအစဉ်မှာပြောကြားခဲ့တာပါ င်အားဖြင့်လုတ်ကပ်ခဲ့တဲ့ငလင်းနဲ့ပတ်သက်ပြီးကုညီကေဆဲရေးတွေလှုပ်ဆောင်နိုင်ဖို့စစ်ကောင်စီရဲ့အပြစ်ခတ်ရစေးရေးဟာစစ်ကောင်ဆောင်ဘင်းစတက်စီဝေးမတက်ခင်အတန်ကောင်းဖြစ်ချင်လို့ကြီးညာတာလို့ဥကြော်စောကဝေဖန်ပါတယ်။အချိန်ထဲမှာပဲအပြစ်မဲ့ရက်သားတွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေအကြိမ်ကြိမ်ဆက်လက်လှုပ်ဆောင်နေပြီးငလင်းဒဏ်ကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေအပေါ်မှာရဲရဲဆက်ဆက်ကျူးလွန်နေတာတွေတွေ့ရတယ်လို့ဆိုပါတယ်။အန်ယူဂျီလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရငလင်းဖြစ်ပွားပြီးချိန်ကစပြီးဧပြီ25ရက်နေ့အထိ နေပြည်တော်နဲ့ရန်ကုန်ကလွဲရင်ကြံဒေသတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သား242ဦးသေဆုံးခဲ့ရပြီးဒဏ်အရသူ400နီးပါးရှိခဲ့တာပါအဲ့တိုက်ခိုက်မှုတွေဟာငလျင်ပြင်းထန်စွာခံစားခဲ့ရတဲ့စကိုင်းတိုင်းမှာတွင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်52ခုဖြစ်ပွားခဲ့ပြီးသေဆုံးသူ80ဦးနဲ့ဒဏ်အရသူ121ဦးအထိအများဆုံးရှိခဲ့တာပါအလားတူမန္တလေးတိုင်းမှာလည်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်48ခုဖြစ်ပွားခဲ့ပြီး တည်ဆောင်းသူ58ဦးနဲ့ထိခိုက်ဒဏ်ရာရသူ68ဦးထိဒုတိယအများဆုံးရှိခဲ့တယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အချက်အလက်တွေကဖော်ပြထားတာပါဒီလိုမျိုးရက်သားတွေပေါ်ကျူးလွန်နေတဲ့လုံရက်တွေကိုနိုင်ငံတကာဒေသတွေနဲ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့တဘာဝဘေးအန္တရာယ်တွေကနေအမျက်ထုတ်မှုတွေကိုသတိထားစောင့်ကြည့်ကြဖို့ဦးကျော်စောကတိုက်တွန်းပါတယ်အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်က ငလျင်ကြောင့်ဒုက္ခရောက်နေသူတိုင်းကိုကူညီပေးရမှာအနောက်ရှက်အတားစီမပြုတ်ဖို့စစ်ကောင်းဆောင်ကိုပြောကြားခဲ့ပြီးအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်နဲ့လည်းတရားဝင်တွေ့ဆုံဆွေးနွေးခဲ့တာပါအန်ယူဂျီနဲ့တွေ့ဆုံခဲ့မှုပေါ်ပြည်သူတွေလိုလားတဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်အောင်ဥတီမဲ့အားလုံးပါဝင်တဲ့ဒေသဆိုင်ရာဆွေးနွေးပွဲတွေဖြစ်ဖို့အရေးပါတဲ့အဆင့်တစ်ခုဖြစ်တယ်လို့မြင်မိကြောင်းသူကဆိုပါတယ်။ဒါပြင်အကျိုးရှိတဲ့နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတွေဖြစ်လာဖို့မျှော်မှန်းထားပြီး အန်ယူဂျီနဲ့မဟာမိတ် K3C တို့ရဲ့ဘုံသဘောထားယက်တီချက်မှာကြီးညာထားတဲ့အချက်၆ချက်ကိုအခြေခံပြီးစစ်မှန်တဲ့ဆွေးနွေးပွဲတွေဖြစ်လာနိုင်ဖို့မျှော်လင့်တယ်လို့ဦးကျော်စောကပြောပါတယ်။မြမကြက်တဲ့ပြည်လေရေစျေးဥစုဟာအဖြစ်မဟုတ်ဘူးဆိုတာသိတာထင်ရှားနေပြီးအာဆီယံအဖွဲ့အနေနဲ့ NUG ပါဝင်တော်လိုင်းအင်အားစုတွေနဲ့တရားဝင်ထိတွေ့ကနိုင်ငံရေးဖြေရှားဖို့လှုံ့ဆော်ခြင်းကသာရေရှည်တည်တံ့တဲ့တည်ငြိမ်မှုကိုရနိုင်တဲ့တခုတည်းသောနီလန်းလို့ဆိုထားပါတယ်။